ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အတွက်ကလာမယ့်ဘဏ္ဍာနှစ်အတွက်ပါဘတ်ဂျက်ခွဲဝေသုံးစွဲမှုကညီမျှမှုမရှိပဲဒေတာဇွဲတွေရှိနေတယ်လို့တိုင်းဒေတာကြီးလွှတ်တော်ကိုယ်စားလှယ်တူဦးက DVB ကိုပြောပါတယ်ဒီသတင်းကိုတော့အောင်ကိုလက်ပြပို့ထားပါတယ်ရှင် ဒီသမားဆက်နေတဲ့ကကျင်းပတဲ့စကိုင်းလိုင်းဒေတာကြီးလွတ်တော်စရုပ်ထပုံမှန်အစည်းအဝေးစရုပ်ထနဲ့ပြီးမှာတပင်းမဲဆန္ဒနယ်ကလွတ်တော်ကိုယ်စားလှယ်တခုကယခုလိုပြောဆိုသွားတာပါအခု16စက္ကွန်ရောအခု16စက္ကွန်18မှာရောဒါဘတ်ဂျက်ဟိုဒီပြုထားတဲ့ဥပဒေမူကြမ်းတွေကိုမအားလို့ကြည်လည်လာလိုက်တဲ့အခါကျတော့ဒါသက်ဆိုင်ရာကအစိုးရအဖွဲ့ဝင်တွေရဲ့နေရာဒေတာတွေချထားတာကများပါတယ်ဒီလိုမျိုးပေါ့နော်နေမစ်အနေထားကြီးဆိုရင်တော့ဒါမဖြစ်တဲ့နေထားလေးပေါ့နော်အခုဆိုလို့ရှိရင်ရွှေဘိုတွေကလေးမြို့နယ်တွေနောက်ပြီးဆိုလို့ရှိရင်ကမ်းမလူပေါ့နော်ဒေရာဒေတာအတိ ီးမှာခွဲဝေချထားတဲ့မှာပေါ့နော်ဘတ်ဂျက်သုံးတာတွေကများနေပေါ့နော်တိုင်းဒေသကြီးအစိုးရရဲ့2016 2019ဘဏ္ဍာနှစ်ငွေလုံးငွေရင်းအသုံးစရိတ်ထွေထွေပိုရှင်ရမုံငွေလွှဲပြောင်းသုံးဆွဲမှုနဲ့ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်၄ဦးကဆွေးနွေးခဲ့ပြီးကန့်ကွက်သူတွေလည်းရှိခဲ့ပါတယ်ဘဏ္ဍာငွေလွှဲပြောင်းသုံးဆွဲမှုနဲ့ပတ်သက်ပြီးလွှတ်တော်မှာမဲခွဲဆုံးဖြတ်ရာတမတော်သားအလုံးပါဝင်ထောက်ခံသူ94ဦးကန့်ကွက်သူ29ဦးနဲ့ကြားနေ9ဦးရှိခဲ့ပါတယ်ပိုရှင်ဘဏ္ဍာငွေကိုဒါပို့မှုပြုမှအကျိုးပြုနိုင်တဲ့လုပ်ငန်းပိုင်းလေးတွေကို ဘယ်မျိုးအတွက်ကိုဘယ်လောက်ဘယ်မျိုးအတွက်ဘယ်လောက်ဆိုတဲ့ဟာမျိုးလေးကိုဒါတက်ဆိုင်ရလွတ်တော်ကိုယ်စလဲမျိုးနဲ့ကိုယ်စလဲများနဲ့ညှိနှိုင်းပြီးတော့မှဘဏ္ဍာရေးဝန်ကြီးကတော့ချထားပေးတာအဲ့ဒါဒီလိုချထားပေးတာဖြစ်တဲ့အတွက်ကြောင့်အမှန်တကယ်လိုအပ်ချက်ရှိတဲ့နေရာတွေကိုချထားပေးတာဖြစ်တဲ့အတွက်ကြောင့်တို့ကထောက်ခံတယ်။ဗဏ္ဍငွေလွှတ်ပြောင်းသုံးစွဲမှုနဲ့ပတ်သက်ပြီးလွှတ်တော်မှာမဲခွဲဆုံးဖြတ်ရာထောက်ခံသူများကြတာနဲ့ပတ်သက်ပြီးတော့လည်းလွှတ်တော်ကိုယ်စားလှယ်တို့ကအခုလိုဝေဖန်လိုက်ပါတယ်။လျှို့ဝှက်မဲဆိုရင်ကျမတို့ကန့်ကွက်တာအောင်မြင်တယ်။ နော်အခုကလျှို့ဝှက်မဲမဟုတ်တော့လူမှုရေးအနေနဲ့နော်ဝင်ကြီးတွေရဲ့မျက်နှာကို သူတို့မျက်ပွယ်မပြူရဲဘူးရှေ့တင်ဆိုတော့သူတို့အဲ့ဓာတွေမျက်နှာထောက်နေတဲ့အပိုင်းတွေပါတယ်ဒါမှမဟုတ်ကျွန်တော်တို့လွတ်တော့အရန်အားနေတယ် ဒါနိုင်ငံရေးမပီတာเนาะပြည်သူကိုမျက်နှာမကြည့်ဘူးဝင်ကြီးမျက်နှာကြည့်သွားလို့ပဲကျွန်မလွှတ်တော်ကိုယ်စားလှယ်တွေလည်းအပြတ်ဝေဖန်ခြင်းနဲ့လွှမ်းမိုးမှုတွေများနေလို့ပုပ်ကိုရေးတွေဆန်နေလို့အခုလိုဖြစ်ရတယ်။ဗဇက်ငွေလွှတ်ပြောင်းသုံးဆွဲရေးနဲ့ပတ်သက်တဲ့အဆိုကိုလွှတ်တော်စီဝေဒုတိယနေ့မှာတိုင်းဒေသကြီးအစိုးရအဖွဲ့မှစီမံဘဏ္ဍာဝန်ကြီးကလွှတ်တော်ကိုတင်ပြခဲ့တာပါ။လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပြောဆိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီးဗဇက်သုံးဆွဲရေးနဲ့ပတ်သက်လို့ဒေသဆွဲပုပ်ကိုဆွဲလှုပ်ဆောင်တာမရှိဘူးလို့လွှတ်တော်မှာဝန်ကြီးကတော့ပြန်လည်ဖြေကြားသွားပါတယ်။ကျွန်တော်အောင်ကိုလက်ပါ